ီနေ့ကျမတို့မိသားစုလုပ်တဲ့ဖရားရတဲ့ရာလေးကိုကျမအားလုံးကိုဝင်မြပေးမှဖြစ်ပါတယ်နော်ဘလို့လေးလုပ်ရတယ်ဆိုတဲ့အစအဆုံးလေးကိုကျမဗီဒီယိုလေးနဲ့တင်ပေးမှဖြစ်ပါတယ် ဒီဖျားရတရားလေးကိုယုံကြည်တဲ့လူကတော့လိုက်ပြီးတော့မှလုပ်ပါတော့ခမည်းတော်သမီးတွေကိုဘေးအန္တရာယ်ကင်းရင်းစေဖို့အတွက်ဖျားရတရားလေးဖြစ်ပါလေတီလာလုံအောင်စောင့်ထိုင်ပြီးတော့မှအစီအမံလေးတစ်ခုကိုပြုလုပ်ပြီးတော့မှလူဒန်းတာဖြစ်ပါလေနော်အဲ့ဒါလေးကိုကျွန်မအဆအဆုံးလေးတည်တည်ချာချာလေးဗီဒီယိုရိုက်ပြီးတော့မှတင်ပေးထားမှာဖြစ်ပါလေယုံတဲ့လူမှလိုက်လုပ်ပါရှင်ဖျားရတရားလေးမှာပါဝင်တဲ့ဟာလေးတွေကိုကျွန်မပြောပြပါမယ်နော် အဓိကတော့ကျမတို့ဒီလိုအစိမ်းအောင်ပလင်းတပလင်းလို့ပါတယ်အစိမ်းအောင်ပလင်းကဘလို့ပလင်းမျိုးဖြစ်ဖြစ်ရပါတယ်အရှိပဲဖြစ်ဖြစ်အတူပဲဖြစ်ဖြစ်အဝိုင်းပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပါနော်အစိမ်းအောင်ဖန်ပလင်းဖြစ်ဖို့လို့ပါတယ်အဲ့ဒီဖန်ပလင်းတလုံးလို့ပါတယ်နောက်တစ်ခုကကြတော့ပြားရည်ပြားရည်ကတော့တဆယ်သားလို့ပါတယ်နော်ဒါပြားရည်ကတဆယ်သားပါ နောက်တစ်ခုကကြတော့စနွင်း စနွှဲရတော့နှစ်ချက်သားပါရှင်ဒါလေးကနှစ်ချက်သားတော့တေချာလေးတိတိကျကျလေးချိန်ပါဒါလေးကနှစ်ချက်သားပါဒီဥစားလေးကကြတော့စားပါစားတော့သုံးချက်သားပါစားကသုံးချက်သားပါမယ်နော် နောက်တစ်ခုကကြတော့အက်အက်ကတော့အအစ်စ်ပေါ့နော်အစ်စ်လေးဝယ်လိုက်ပါ၁၀ချောင်းအ၁၀ချောင်းလိုပါတယ်ဒါလေးကတော့အပ်ပါအ၁၀ချောင်းလိုပါတယ်နောက်တစ်ခုကတော့ဒီဥစားလေးပါ ကြက်လျာတိုင်းလေးတစ်ချောင်းလိုပါတယ်เนาะကြက်လျာတိုင်းလေးတစ်ချောင်းလိုတယ်နောက်တစ်ခုကတော့50တန်ဖြစ်ဖြစ်20တန်ဖြစ်ဖြစ်ကြိုက်တဲ့ဥစ္စာပေါ့เนาะကျမကတော့အိမ်မှာ20တန်မရှိတော့50တန်နဲ့အဲ့ဒီ50တန်ပေါ်မှာအိမ်မှာနေတဲ့လူရဲ့လူကုန်နာမည်ကိုဒီမှာရေးပါမယ်เนาะမိသားစု အကုန်ရဲ့နာမည်ကိုဒီမှာရေးပါမယ်အဲ့ဒါရေးပြီးတဲ့ခါကျရင်ကျမတို့ဘယ်လိုလုပ်မလဲဆိုတော့ဒီဖန်ပလင်းထဲမှာအဲ့ဒါတွေအကုန်လုံးကိုထည့်ပါမယ်เนาะကဲဒီလို 50တာမှာကိုယ့်ရဲ့အိမ်ကမိသားစုနာမည်တွေအကုန်ရေးပေါ့နော်ရေးပြီးတဲ့ခါကျလို့ရှိရင်ဒီဟာလေးကိုဒီလိုလေးလှိမ့်ထားပါနော်ဒီလိုလေးလှိမ့်လိုက်ပါမယ်ပြီးရင်ပလင်းထဲမှာထည့်မယ်ထည့်ပြီးရင်ဒီထဲကိုခုနကတုန်းကပြားရည်30သားနော်ပြားရည်30သားထည့်ပါမယ်ပြားရည်30သားထည့်မယ်နောက်တစ်ခုကစားစားသုံးချက်သားနော်အဲ့ဒါထည့်ပါမယ် ပြီးရင်ဇနွင်းဇနွင်းရနှစ်ချက်သားနော်ဇနွင်းနှစ်ချက်သားထည့်မယ်ထည့်ပြီးရင်ထည့်ပြီးတဲ့ခါကျရင်ဒါကျသွားအောင်နော်ထည့်ကျသွားအောင်အဲ့ဒါလေးနဲ့ပြန်လေးကိုထည့်ပါမယ်ပလင်းအဝကျဲတယ်ဆိုလို့ရှိရင်ဒီလိုအဲထည့်เสียရမလို့ပဲနဲ့ဒါလိုက်ထည့်လို့ရတယ်เนาะကျမဒီပလင်းလေးကအဝသေးတဲ့ခါကျတော့ကျမဒီလိုလေးထည့်ရတာပါ ကဲအဲ့ဒါထည့်ပေးပြီဆိုရင်ကျမတို့ဒီမှာအက်အက်က10ချောင်းเนาะအက်က10ချောင်းထည့်ပါမယ်ခုဆိုရင်ဒီဖရားရတရားလေးကိုကျမပြုလုပ်ဆောင်ရွက်ပြီးပါပြီအဲ့ဒီဖရားရတရားလေးပြုလုပ်ပြီးလို့ရှိရင်ဖရားစင်ရဲ့အောက်မှာထားပါเนาะဖရားစင်ရဲ့အပေါ်မှာမတင်ပါနဲ့ဖရားစင်ရဲ့အောက်မှာဒီလိုလေးထပ်ထားပါ စွန့်ကျင်တဲ့ခါကြလို့ရှိရင်ဒါလေးကိုစီးနေတဲ့ရေမှာသွားပြီးတော့မှစွန့်လို့ရပါတယ်เนาะအလုံးမဲ့ကဲလွယ်ကူစွာလိုက်ပြီးတော့မှဆောင်ရွက်နိုင်ပါတယ်ယုံယုံကြည်ကြည်နဲ့လုပ်လို့ရပါတယ်ဘေးအန္တရာယ်ခတ်သိမ်း တက်ကြီးသုံးပါးမှကြော်လွားနိုင်ကြပါစေ။ဒီဥစ္စာလုပ်တဲ့ချိန်မှာအဓိကအရေးကြီးတာသီလစောင့်တည်ရပါမယ်နော်။တေချာရေမိုးချိုးအဝိစာစင်စင်ကြဲကြဲဝတ်သီလစောင့်တည်ပြီးတော့မှဒါကိုမိသားစု အကုန်လုံးလုပ်ရမှာဖြစ်ပါတယ်နော်။ကျေးဇူးတင်ပါတယ်။